ဇီဝကုံရွာလေးရဲ့မလန်မကန်ကတော်တွင်တနေရာမှာနန်ဖဲလို့ခေါ်တဲ့ကြီးလက်တော်ရွာလေးတရာကရှိလို့နေပါသေးတယ်။အဲ့ဒီနေ့ညကလာပြည်ညဖြစ်တာကြောင့်အမောင်တို့ကဖုံးသွမ်းလို့နေခဲ့ပြီးလေတို့ကလည်းအိတ်ဆက်လို့နေခဲ့ပါရဲ့။ အဲလိုအမောင်ညာလေးတညမှာတော့အထလန်းပညာကိုတစ်ဖက်ကန်းခတ်တက်မြောက်ထားတဲ့ဆရာသိမ်းမောင်ဟာပယောဂတကူကိုဆွဲကပ်ပြီးတောင်းချမ်းနေတဲ့မတ်ဖယုံဒီကိုပညာရက်တွေနဲ့တိုက်ထုတ်ဖို့အတွက်ကြံစီနေခဲ့ပါတယ်။မတ်ဖယုံဒီဟာတော်ရဲသွားရင်မစင်မချင်းအပေါ်ဆုံးမိရာကနေမကောင်းဆိုးဝါးတကောင်ရဲ့ဝင်ရောက်ဘူးကက်ရှင်ကိုခံနေခဲ့ရတာပဲဖြစ်ပါတယ်။ကိုသိမ်းမောင်ကလည်းမကောင်းဆိုးဝါးဝင်ရောက်ဘူးကက်ခံထားရတဲ့မတ်ဖယုံဒီရဲ့မျက်နှာကိုကြည့်ပြီးငါသာမကောင်းဆိုးဝါးဆိုရင်တော့ဒီလိုထော်လော်ကန့်လန့်မျက်နှာမျိုးနဲ့ကောင်းပါလိမ့်စီဝင်ဖို့မှမဟုတ်ဘူးဆိုပြီးတော့ တော့တွေးနေခဲ့ပါသေးတယ်။နေအဲ့ဒီမိမျောရဲ့ခန္ဓာကိုယ်ကနေအခုချက်ချင်းထွက်သွားစမ်းနင့်စကားကိုနားထောင်ရအောင်နင်ကငါ့အဖေမှမဟုတ်တာအေးနင်ငါ့အကြောင်းကောင်းကောင်းသိစေရမယ်မသာမအဲ့လိုပြောပြီးတာနဲ့မော်ပညာရဲ့တွေကိုတောင်းရှားဖို့အတွက် ကာရာတော်တွေကိုမနာတဲ့ရွတ်ဖက်နေခဲ့ပါတော့ရယ်ရွတ်ဖက်လိုက်တဲ့ကာရာတွေကိုတုတ်သွင်းခဲလိုက်တာကတော့ဆရာသိမ်းမောင်ရဲ့ရှိတော့ထဲကိုပါဆရာသိမ်းမောင်လို့တော့ကျမ်းပြရား ပြောင်းနေတော့မှာပဲဆရာသိမ်းမောင်ရဲ့ဖဏမွှတ်တဲ့ရှိတော့ဟာမကောင်းဆိုးွားမကိုပဲပြညာပြန်လှော်နေခဲ့ပါတော့ရယ်လျက်စီးတဲ့မြန်ဆန်လွန်လာတဲ့ကိုသိမ်းမောင်ရဲ့ရှိတော့ကံချက်တွေမှာမကောင်းဆိုးွားဝင်းရောက်ပူကက်ခံရတဲ့မတ်ဖြုံဒီတရားအလူးလဲခံနေခဲ့ရပါတော့ရယ်အေကနောနင့်ကြည်ရတာမဟုတ်သေးရဲ့ပုံစံပဲသက်မီဟာအဲလိုပြောပြီးနောက်တစ်ချိန်ထက်ကြွေးခဲ့လိုက်ပါလေရောဗျာနောက်ဆုံးမှာတော့မခံနိုင်တော့ရင်မကောင်းဆိုးအောင်မကြီးဟာနောက်ကိုပက်လက်လန်းပြီးဝရန်နာကနေပြုတ်ကျလို့သွားခဲ့ပါတော့ရယ် အဲလိုနဲ့ပဲနှိမ်နင်းလို့ပြီးသွားတဲ့နောက်မှာတော့မကောင်းဆိုးဝါးမကြီးကိုမြေအုံးငယ်လေးတစ်လုံးထဲမှာရှုံအောင်လို့ထားခဲ့လိုက်ပါတယ်။အပေါ်ကနေလဲအင်းစာရွက်တချို့နဲ့အစီရင်လောက်ကဖုံးအုပ်လို့ထားခဲ့လိုက်တာပေါ့။ဦးကခန့်ရတဲ့တမိဖြစ်သူခက်လျှော်လျှော်လေးမတ်ဖေုံဒီကတော့မကောင်းဆိုးဝါးထွက်သွားတဲ့နောက်မှာအလန့်တကြားနဲ့နိုးလိုလာခဲ့ပါတယ်။ဘာဖြစ်ကုန်ကြတာလဲ။တမိအလှတွေတော့ပြက်ကုန်ပါပြီ။ပြီးတော့နှကန်းကဘာလို့အလောက်ရောင်နေရလဲ။ ကိစ္စတွေအားလုံးပြီးသွားပါပြီခလေးမလေးရဲ့ဘာမှစိတ်ပူစရာမရှိတော့ပါဘူးနော်ဟုတ်ပြီလားမင်းရဲ့အဖေကမင်းမကောင်းဆိုးဝါးပူကက်နေတယ်ဆိုလို့ငါ့ကိုအကူအညီတောင်းလို့ငါအားလုံးဖြည့်ရှင်းပြီးသွားပါပြီမျက်နာကတန်ရာတွေကတော့တလားလို့ဆိုရင်ပျောက်သွားမှာပါအဲဒီလိုနဲ့ပဲနောက်တနည်းမနဲ့ကိုရောက်တဲ့အချိန်မှာတော့နတ်ဆရာကိုသိမ်းမောင်ဟာအိုကလေးကိုကိုင်းပြီးမက်ပြုံတီတို့ရဲ့မိသားစုကိုနှုတ်ဆက်နေခဲ့လိုက်ပါတယ် ဒီရပိုင်းတော့အသွားအလာတွေစင်ကြင်ခိုင်းပါဗျာဟုတ်ပြီလားကဲဒါဆိုရင်ကျွန်တော်ကိုတောက်ကင်ပြပါအောင်နော်ဟုတ်ပါပြီဆရာကျွန်တော်သမီးလေးကိုတရားကြီးယူသလိုက်ပါမယ်နောက်လည်းကြုံရင်ကြုံသလိုကျွန်တော်အိမ်ကိုလာလေပါနော် တမီးဖြစ်သူမဖြစ်ုံဒီကတော့နတ်စရာကြီးကိုဥဥနဲ့ခေါ်ပြီးချွဲခြင်းနေပုံရပါတယ်။ထော်နေတဲ့နှကမ်းမအာမနာမျက်လုံးကိုတပတ်မိပြီးရင်ကုန်တန်တွင်မြန်အောင်ကြိတ်ကြံလို့နေခဲ့တာပေါ့။နတ်စရာကြီးကတော့မွေပေါက်ရင်ပေါက်ပါစေဒီထီကိုတော့အပေါင်းမခံနိုင်ဘူးဆိုပြီးတမ်းမီလဲထွက်လာခဲ့လိုက်ပါတော့တယ်။ အဲဒီလိုနဲ့ပဲတဖြည်းဖြည်းလျှောက်လန်းလာရင်းနဲ့ရှောင်းဆက်ရဲ့တဏီယာနာကတံတားလေးပေါ်ကိုရောက်ရှိလို့လာခဲ့ပါတယ်။အဲဒီတံတားလေးကတော့မိတ်ဆွေတို့တီးကြတဲ့အတိုင်းဇီးပြူကုံရွာကလေးရဲ့လမ်းကူတံတားလေးပဲဖြစ်တာပေါ့။လက်ထဲမှာကလည်းမကောင်းဆိုးဝါးကြီးကိုဖမ်းဆီးချုံနှောင်လာတဲ့အိုးကလေးကိုလက်တစ်ဖက်နဲ့တည်ဆောင်ရင်းနဲ့ပေါ့။အဲဒီလိုတံတားလေးပေါ်မှာအိုးတလုံးကိုကင်ပြီးရှောက်လန်းလာရင်းနဲ့ပဲနောက်ကနေခွေးတကောင်ကအမတ်တမဲဖြတ်တိုက်သွားတော့ခွေးကိုစိတ်တူလို့သွားခဲ့ပါရဲ့။အာဒီအောက်တန်းစားခွေးကလည်းလူတစ်ယောက်လုံးကိုမမြင်ဘူးလား။ နှုတ်တိဖြားရလာလို့ရှင်းမစားနိုင်ဖြစ်သွားမယ်လမ်းသွားရင်ရှေ့ကြည့်နောက်ကြည့်သွားဖို့မင်းအမိကမမာရဘူးလားကွအဲဒီလိုပြောပြီးခွေးကိုမျက်စိတစ်စုံကြည့်နေရင်ကနေလက်ထဲကတစ်စုံတစ်ခုကဘယ်ရောက်သွားလဲဆိုပြီးတတိထားမိသွားခဲ့ပါတော့ရယ်ဆိုရင်ဒီကြီးနဲ့ဝေပပက်လေကိုပြန်ရှာကြည့်တော့မှလက်ထဲကမကောင်းဆိုးဝါးအိုးဟာရှောင်းလေးကိုမျောပါသွားမှန်းတီးခဲ့လိုက်ရပါတော့ရယ်မျောပါသွားတဲ့မကောင်းဆိုးဝါးအိုးကလည်းရည်စည်းနဲ့အတူပါသွားတာကြောင့်နက်ဆီယာကိုသိမ်းမောင်းနဲ့မကောင်းဆိုးဝါးအိုးဟာမိတ်ဆွေနဲ့တူမှလို့ပဲအလန်းဝေးလို့သွားခဲ့ပါပြီ အာဘယ်လိုဖြစ်နိုင်မှာလဲအဲဒီဇီးပြုံကုန်းကျေးရွာကလေးမှာတော့အသက်ကြီးပြီးမှဇီးစားကြောင်နေတဲ့အတော်လိုလိုအပွားလိုလိုအသက်ရှောင်းသေးကျော်ရှိပြီးဖြစ်ပြီးမမဆောင်ဆိုတဲ့မိမကြီးတယောက်ရှိလို့နေခဲ့ပါတယ်တတော်ဆိုးတဲ့ရွာပါဗျာရွာမှာအလျှော်လားဆိုလို့တယောက်မှတော့မရှိတော့ဘူးချင်ပါတယ် ဒီနေ့မှလည်းဇီးဖြူကောင်းဈေးကနေတတိယအမီပြန်လို့လာခဲ့တာပေါ့တရက်တရက်ဂျင်းမောင်မီတုံနဲ့အင်ဂျီလက်ပြက်ဝဲပြီးတရွာလုံးနဲ့အောင်ရှောက်သွားနေလေသူ့ကိုယူမဲ့ယောက်ျားသားကအယက်သမားတော်မရှိခဲ့ပါဘူးကိုတွေ့ခွင်းတော်မကြိုက်မှတော့ကြံတဲ့လူဆိုရင်တော့ပြောမနေနဲ့ပေါ့ဗျာဒီကနေ့တတိယအမီပြန်လာတော့လေမျောလင်းချက်ကလေးများရှိမလားဆိုပြီးနေဘူးရဲ့ပတ်လျှောက်ပြီးယောက်ျားရှာပုံတော့ဖွင့်နေတာကတော့ရှီကျူးစရာအပွားကြီးပါဗျာ ဒါပေမဲ့လို့လေသူမမောင်နှမ၃ယောက်ရှိတဲ့အနံသူကပဲအနစ်နာခံပြီးကြောင်းဆက်မတက်ပဲငယ်စဉ်ကလေးကမိဘကိုစောင်းရှောင်းနေတဲ့တမီးလိမ္မာလေးတယောက်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel ထဲမှာရှိတဲ့အမျိုးသားလူကြီးလဲမမဆောင်ကိုတာဝန်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ကိုပြောနော်အားမနာတယ်ပြောလို့ရပါတယ်။ဘာလို့လဲဆိုတော့တချိန်ကမိဘကိုလှုပ်ကြွေးခဲ့တဲ့သမီးလိမ္မာလေးတယောက်မလို့ပေါ့ဗျာ။ကျွန်တော် channel ရဲ့အမျိုးသားလူကြီးကတယောက်ယောက်ကိုတော့သူကောင်းကောင်းလှုပ်ကြွေးမှသိကြပါဗျာ။ အဲလိုနဲ့ပဲတရားကျော်လေးကတနေရာအယောင်မှာတော့ကြက်ကန်းဆန်အိုးတို့ဆိုသလိုပဲအစင်လေးဟာဆိုပြီးမမဆောင်တရားဆွဲစားမယ်ကြံပါတော့ရယ်ဆွဲစားမယ်ကြံတာလည်းမပြောနဲ့လေသူရှိမှမြင်နေရတဲ့ကောင်လေးကလည်းတောင်းတောင်းဖြောင်းဖြောင်းနဲ့သူ့အတွက်အားကိုးခြင်းစရာကြီးကိုမမဆောင်ကလည်းသူ့လိုချင်တာဒီလိုပုံစံမျိုးပဲဟာဆိုပြီးစိတ်ကူးတွေရင်လုံနေခဲ့ပါသေးတယ်ဟေးတို့ကဒီမှာဘယ်သွားမလို့လဲကလေးလေးအိမ်ပြန်မလို့ပါမင်းမရေးစားမရှိဘူးမလား မပြန်ခင်မမရဲ့အချစ်တွေပေးလိုက်ခြင်းလို့ပါအမလီဟဲ့မမတွေဘလို့အစ်စ်မလဲနော်ရုပ်ကောင်မအာမနာအမလီလီမမဆောင်တယောက်အစင်ဆိုပြီးငမ်းမဲ့ကြမ်းနဲ့အလျှော်ကောက်ဖြစ်နေခဲ့ပါလေရောဗျာဒါကြောင့်ကျွန်တော်ရဲ့ channel ထဲမှာအားပေးနေကြတဲ့မျိုးသမီးတူကြီးလည်းအစင်မြင်ရင်စွမငမ်းမိပါစီနေဗျာမမဆောင်တယောက်ကတော့ဆွဲစားမဲ့ကြမ်းလိုက်မှာပဲသူဆွဲစားမဲ့အစင်ကတော့အခုလိုဖြစ်နေတာကြောင့် ရုပ်စိုးပန်းစိုးကြီးကြံနေခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့သူ့ရမနီမွေးကနေလောင်ရည်တန်တွေကထွက်ပေါ်လို့လာခဲ့ပါတယ်။အဲဒါကတော့ဒီအဖြစ်အပျက်ကိုမြင်လိုက်ရတဲ့မြောင်မိုးလေးတုံးကောင်ဟာမမဆောင်တယောက်ကိုဝိုင်းလောင်နေခဲ့ကြတာပါပဲ။ဘယ်နေရာဖြစ်ဖြစ်ပွဲတိုင်းပါတဲ့မြောင်မိုးလေးတုံးကောင်ကတော့အခုလဲကလေးနဲ့မလိုက်အောင်တယောက်ကိုတယောက်ကြီးရင်အာပါတရားနဲ့တေးထွက်ကြအောင်ရေလုံးနေခဲ့ပါတယ်။ကြည့်ကြည့်ပါအောင်ကွာအဖအဖကြီးတတနာပါရဲ့ဘဲပြင်းပါကြီးချိန်ပါကြီးမမှတ်ဆောင် ဲလိုနဲ့ဆဆနာတော့ပြောလိုက်ရေမောလိုက်နဲ့မြောင်မှုလေး၃កောင်သားလဲအတော်လေးကိုပြောလို့နေခဲ့ကြပါတယ်အပြူဘွားတော့ကလည်းသူကပဲရီးစားစားပေးတာကိုမရတာတဲ့ ဒီလိုပြောပြီးသူ့ရဲ့ရှေ့ကတန်းစီကလောင်ပြောင်ရေမောရင်မျက်နှာပြောင်းလို့နေခဲ့ကြပါတယ်။သူ့ရှေ့ကနေအတန်းလိုက်လောင်ပြောင်နေခဲ့ကြတဲ့ကလေးသက်သားရဲ့ရေတံတွေကိုကြားပြီးအတော်လေးကိုတော်တာထွက်လို့နေခဲ့ပါလိရောဗျာ။မြောင်မူတဲ့တုံးကောင်သားကလည်းတွားနေတဲ့လမ်းကိုတော့မကြည့်ပဲမမဆောင်ကိုလောင်ပြောင်ပြီးမော်ရယ်လမ်းလျှောက်တလို့ရှောင်းနေခဲ့ပါတယ်။သေဝေရုံးတော်ကလေးတွေစကားကိုကြည့်မပြောဘူး။ဒီနေ့ငါရှေ့ရောက်စာနေတော့မိမယ်။ အဲ့လိုနဲ့မမဆောင်တယောက်ဒေါသကြီးနဲ့အတင်းပြေးလိုက်နေတော့ကလေးသုံးယောက်လေငုံမဲငုံမဲထွက်ပြေးနေလိုက်တာများကျွန်တော်တို့ငငယ်ကခွေးလိုက်ဆွဲတာတော့ပြန်တတိယသွားစီပါရယ်ဗျာတဒါရဲ့အဆုံးကိုရလို့မြောင်မူလေးသုံးောင်ကိုမိကန်ဒီမှာတော့သူ့ရဲ့မျက်စိရှိမှကလေးသုံးယောက်ကိုလုံးဝမတွေ့ခဲ့ရတော့ပါဘူးဘေးပပလေးကိုဘယ်ညာဘယ်ညာနဲ့ဘလောက်ပဲပတ်ရှာနေပါစေမြောင်မူလေးသုံးောင်ကိုတော့လုံးဝမတွေ့ခဲ့ရဘူးပေါ့သူမရဲ့ရှိမှမျက်စားနေတဲ့နွားမကြီးလေးကောင်ကိုပဲမြင်တွေ့နေခဲ့ရပါတယ် ရှာတဲ့လင်ကမရတဲ့အပြင်လောင်ပြောင်တဲ့ကလေး၃ယောက်ကိုလည်းဒေါသတကြီးနဲ့လိုက်ရှာပြီးမဲမတွေ့တော့တာကြောင့်တပူပေါ်နောက်တပူထက်ဆင်းနေကြရပြန်ပါတယ်။ကမြင်ကြောထားပြီးလောင်ပြောင်တို့ကလောင်ပြောင်ခဲ့တဲ့မြောင်မူလေး၃ပေါင်သာဟာနော်မကြီးရဲ့ဝမ်းပိုင်မှာကက်နေကြလိုက်တာများတောက်တဲ့ကြနေတာပါပဲ။အဲဒါမှမဟုတ်ရင်လည်းမမဆောင်ရဲ့လက်ရှင်နဲ့၃ပေါင်သာအသေးအကြီးပဲလေ။ဒီလိုနဲ့တရက်တော့နေတာတဲ့နေလေးတနေမှာပေါ့။ ဦးသိမ်းမောင်တယောက်ဟာမြောင်မူလေးသုံးကောင်လေးကကျော်ကြီးရဲ့မိခင်ဖြစ်တဲ့မက်ခင်သာတယောက်ရဲ့အိမ်ကိုရောက်ရှိလို့လာခဲ့ပါတယ်။ဟိုဘက်ရွာကမက်ပြုံသည်မျက်စိမိတ်ပြတာကိုဘယ်ရင်ခုန်မလဲပေါ့ဗျာ။သူကမက်ခင်သာကိုစိတ်ထဲရောက်နေတာကိုဗျာ။ဒါနဲ့ကျွန်တော်ဒီကိုမရောက်တာကြာပြီနော်။အခုတော့ဟိုဘက်ရွာကကလေးမလေးတယောက်ဘယောကကန့်နေလို့သွားဖြေရှင်းပေးနေရင်ဆိုက်ဆိုင်မြမြရောက်လာတာပဲ။အော်ဟုတ်လားအစဉ်ပြေပြေရောရှိခဲ့ရဲ့လားကိုသိန်းမောင် အစင်တော့ပြီးခဲ့တယ်ဗျ။ဒါပေမဲ့အိုးကတော့ရှောင်းနေမြောသွားတယ်။ဒါပေမဲ့ဒီကိစ္စကအရင်ကြီးတော့ရေးမကြည့်ပါဘူး။ဒါနဲ့ဒီကလေးသုံးယောက်ကဘယ်သွားမလို့လဲ။မိုးရတော့မှလေဦးလေးရဲ့ဒါတို့သုံးယောက်စလုံးဖားသွားကောက်တော့မှာဗျ။အေးမင်းတို့ကလည်းဒီယောနာတဝအကုန်လျှောက်သွားနေတာဆိုတော့မင်းတို့ကိုလိုရမေရအဆောင်တစ်ခုခုပေးထားမယ်ကွာ။ကဲရော့ဒါလေးကိုယူထား။ဘယ်လိုသုံးရမလဲဒါတို့ကအဲ့ဒါကအန်ဒီရဲ့များလာရင် အန်ဒီရဲ့တော့မများပါဘူးကွာအရန်ကြီးအရေးကြီးရဲ့အရှင်ကြမှာအဲ့ဒါကိုထုတ်သုံးရမယ်အဲ့ဒါဆိုရင်တော့မင်းတို့အတွက်အထောက်အကူဖြစ်မှာပါအဲဟုတ်ပြီဦးလေးဒါလေးယူသွားလိုက်တော့မယ်နော်တုံးတော့မတုံးဖြစ်တော့ပါဘူးအဲ့ဒီလိုနဲ့ပဲမြောင်မူလေးသုံးကောင်သာဇိုးသုံးကောင်စတိုင်နဲ့ဖားရှာငါရှာဖို့ဖိုက်တာလိုထွက်လာခဲ့လိုက်ကြပါတယ်ကလေးတွေကိုအပညာရဲ့နဲ့ပတ်သက်ပြီးရှောက်မတုံးခိုင်းမှနဲ့ဩသူတို့ကဘာမှသိရမဟုတ်ဘူးလေ နေသားကျော်ကြီးအတွက်ငါတရှာစီစဉ်ပေးထားတာပါအဲ့လိုနဲ့ပဲတရသောနေလေးတနေ့မှာတော့ကုံရောင်ခီနေတိုင်းသွားနေလဲလင်မရတာကြောင့်အင်ချေးကရှောင်းကလေးပေးမှရေထိုင်ဆော့လို့နေခဲ့လိုက်ပါတယ်ဇာဝေနေကြီးကလည်းသူ့တယောက်တည်းအတွက်ဆိုတော့ဇီးပြူကုံရွာကဈေးထဲမှာတတိယောင်းကျင်တဲ့အရှိန်ကြောင့်မှထရောင်းနေသူတယောက်လည်းဖြစ်ပါတယ်လီယူမဲလီယူမဲမီးရဲ့ဒီဝချွေရင်တမီရောယူမဲ အစင်မမရအရင်ကွယ်မပြောတော့ဖတ်သေးမယ်မြင်မြန်သာပေးစားတော့အမေရဲ့မမလည်းဒီနေ့ဒီနေ့တိတ်အထီးကျန်တာပဲကကကကစိုပီရောဘယ်သူချွေရမလဲတရှင်လေးညီပြီးကြေကွေးနေတော့အိုးတလုံးဟာသူရေစော့ကစားနေရဲ့ရှီတော်နားလေးကို မျောပါလာခဲ့ပါလေရောဗျာအဲဘာဦးလေးပါလဲနော်မေမီကများ ယောက်ျားတောင်းဖို့ယရနာရီပို့လိုက်ကြချင်ပါရဲ့အဲ့ဒါပြောတာမိဘလို့ကြွေးတဲ့သားသမီးကဘယ်တော့မှလင်မရပါဘူးဆိုအဲဟုတ်ပါဘူးမစင်းရဲပါဘူးဆိုယုံစီစီနဲ့တွေးချင်ရတွေးထင်ချင်ရထင်နေတဲ့မမဆောင်တယောက်ကတော့ဒုက္ခရောက်မှာကိုမသိရှာဘူးဗောဒီအိုးကတော့ဆရာသိမ်းမောင်တယောက်တရားပေါ်မှာခွေးနဲ့တိုက်ပြီးလို့ပြုတ်ကျသွားခဲ့တယ်မကောင်းဆိုးဝါးအိုးကြီးပဲဖြစ်ပါတယ် ဒီလိုအုံမျိုးမြင်ရင်တော့တာမန်သူတယောက်ကဘယ်သူမှဖွင့်ကြည့်မှာမဟုတ်ပါဘူး။ဒါပေမဲ့လို့လဲလင်နာယူနီရဲ့မမဆောင်တယောက်ကတော့တွေးကြည့်ရတယ်တွေးပြီးအိုးကိုဖွင့်ဖို့အတွက်ဆုံးဖြတ်ခဲ့လိုက်ပါတော့တယ်။ကဲမမရေသမီးဖွင့်ပြီနော်။ဖွင့်ပြန်ပြီးချင်းမှာပဲတိတ်ကိုရှာရှည်လာတဲ့မမဆောင်တယောက်နောက်ကိုအားကုန်လဲကျသွားခဲ့ရှာပါတော့တယ်။ မမဆောင်တယောက်မိပြင်းမောကိုလဲကြပြီးတတော်ချင်းမှာပဲ။အိုရဲကအငွေမဲဒီအားလုံးဟာလေးပုံမှာဝဲပြန့်တက်လို့နေခဲ့ပါတော့တယ်။အဲ့ဒီညာလေးမှာတော့မြောင်မူလေးသုံးကောင်သားဟာတော်ရဲမှာမိုးရွာကြီးတွေဖားလိုက်ကောက်လို့နေခဲ့ကြပါတယ်။ကဲငါခေါင်းတွေဖားတွေကိုအကောင်းဆုံးလိုက်ရှာပြီးဘဏ္ဍာကောင်ရလေပြိုင်ကြမယ်။ရှုံးတဲ့ကောင်ကိုဂွေးကြီးကိုလက်နဲ့တောက်ကြည့်နော်။အဲ့ဒီလိုနဲ့ပဲဖားတွေတကောင်ပြီးတကောင်လိုက်ဖမ်းနေခဲ့လိုက်ပါတယ်။ ပြီးရင်တော့အချိန်တော်ကြာအောင်ဖားရီကိုအပြိုင်ဆိုင်လိုက်ဖမ်းခစ်လိုက်ကြပါရစေ။နောက်ဆုံးမှာတော့အားလုံးပေါင်းပြီးဖားရီအတော်များကိုရခစ်လိုက်ရတာပေါ့။အဲဒီလိုနဲ့ပဲရလာတဲ့ဖားကလေးတွေကို ပါလာတဲ့ဖားကောက်တဲ့ပလိုင်းလေးထဲမှာချဲပြီးအိမ်ကိုပြန်လုလာခဲ့လိုက်ကြပါတယ်။အဲဒီချိန်ကအိုးပွဲပွဲလေးတွေကြာလုံနေခဲ့ပြီးဘေးတနီးယာကနေအတန်ကြာလို့လှမ်းကြည့်ခဲ့လိုက်တော့ရှုံတနီးယာမှာထိုင်းပြီးတခုခုကိုစားတောင်းနေတဲ့သူတယောက်ကိုတွေ့ခဲ့လိုက်ရပါလိမ့်ရောဗျာ။အနောက်ကနေကြည့်ရင်စပင်ငါဖြူဖြူအသားကမဲမဲအယိုးပေါ်အေးတင်နေတဲ့သူတယောက်ဆိုတာတိတာလွန်လာပါတယ်။ရှုံခွေရဘက်ကိုမျက်နှာမူထားပြီးတစုံတစ်ခုကို အားရပါရစားတောင်းနေမှတိတ်ကိုတိတာလွန်လာတာပေါ့အာဦးမပါကြီးလေကွာ ငငါတို့လို့ဖားလာကောက်တာလားမသိဘူးကတာကတာနဲ့ဒီရှာကြည့်လိုက်တော့မှဖားနှကောင်ကိုလက်တပတ်တစ်ချက်စီမှာထားပြီးအန်ဂျီဘီဝါပြနေတဲ့မမဆောင်တယောက်ကိုတွေးခဲ့လိုက်ရပါတော့တယ်။သူရဲ့ပုံစံကငကိုကလေးကမှရုပ်ဆိုးပါတယ်ဆိုမကောင်းဆိုးအောင်ဝင်ပူးသွားတဲ့နောက်မှာတော့တင်းနေတော့လှည့်မပန်းကျင်လောက်အောင်ရုပ်ကဆိုးလို့သွားခဲ့ပါတယ်။မြောင်မူလေတုံးကောင်သားကိုကြည့်ပြီးဖားအစိမ့်တွေကိုတကြွကြွနဲ့ဝါပြနေခဲ့တာပါ။အော်ဒီဆောက်ကလေးတွေနေရာတကာကိုပါတယ်။ မင်းတို့ဒီတစ်ခါတော့အသေးပဲငါရဲ့ bike ကဘလောက်ပဲဆာဆာမပြေတော့ဘူးအဲ့တော့မင်းတို့သုံးယောက်စလုံးပါတစ်ခါလဲစားပြစ်လိုက်တော့မယ်အဲ့ဒီမကောင်းဆိုးဝါးမရဲ့အတန်ကိုကြာတော့မြောင်မူလေးသုံးကောင်သားလေးပါဇာအဟောင်းသားနဲ့ပြူးပြဲလို့သွားခဲ့ပါတော့ရယ်။ဟာလင်းလို့ချင်နေတဲ့တရေမကြီးမမဆောင်ပဲပြေးဟာ အဲ့တော့မှမြောင်မူလေးသုံးကောင်သားလေးလုံးနေအောင်ပြီးပါလိရောဗျာဒီကောက်တော့ဖတ်တီတယောက်ဝိတ်လျှော်ထားပုံရပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကပြီးတဲ့နေရာမှာခြေစုံကရောက်နေလို့ပါမြောင်မူလေးသုံးကောင်သားရဲ့ခြေတော်တွေဟာဘယ်ကိုဥတီလို့ဥတီပြီးပြေးနေမှလည်းမတိကြပါဘူးဒါပေမဲ့ခြေလန်းတွေကတော့ပြေးလေမြန်လေပါပဲတရေမာကြီးဖြစ်နေတဲ့မမဆောင်ကလည်းမကျေနပ်ချက်တွေအလုံးပေါင်းပြီးအတင်းကိုလိုက်ဖမ်းလို့နေခဲ့ပါတယ်မြင်းတို့ပြေးကြစမ်းမตาလေးတွေတေးထွက်အောင်ပြေးကြစမ်း နောက်ကနေအော်ဟီပီလိုင်းရေမမဆောင်ရဲ့အတန်ကမြောင်မူလေတုံးကောင်းရဲ့ကြောက်စိတ်ကိုပုံမော်ပြီးဖြစ်ပေါ်လာစေပါရဲ့ဖက်တီတယောက်ကတော့ဝါသာဝါတာပါအခုဒီလေပြည့်ရဲ့နေရာမှာတော့ထိတ်ဆုံးကပါပဲအဲဒီလိုနေမယ်ကြံရမရတဲ့အဆုံးမှာတော့တဏီယာအယောက်မှာ၃ယောက်သားဟာရှုံကိုရတဏီယာမှာပုံနေခေလိုက်ကြပါရဲ့ ။ဘာလို့လဲဆိုတော့ဒီတောအုပ်ကြီးထဲမှာပတ်ပြင်းနေရင်သူတို့သုံးယောက်အတွက်လွတ်မြောက်နိုင်တဲ့နည်းလမ်းမရှိလို့ပါပဲ။အဲဒါကြောင့်ရှုံဘုတ်ထဲမှာအရှိန်တော်လေးကြောင်တိတ်ဆိတ်နေနေခဲ့ကြပြီးသူတို့သုံးယောက်သာလွတ်ဖို့အတွက်လမ်းကိုစဉ်းစားနေခဲ့ပါတော့တယ်။အရှိန်ကြာလာတဲ့အများတိတ်ဆိတ်မှုကပုံပုံကြီးစိုးလို့လာခဲ့ပြီးလှုပ်တော်မလှုပ်ရတော့ပါဘူး။မြောင်မူလေးသုံးယောက်သားခမရလေးဗစက်ကြီးတွေကိုစီထားပြီးစိတ်ထဲကနေတော့ ရတဲ့ဩဂါတာလေးတွေကိုပဲလူပင်ပတ်ပြီးရွတ်လုံနေခဲ့ပါတော့ရယ်။တကယ်မကြီးကအချိန်တော်ကြာအောင်ပြောင်းနေတာတော့မဟုတ်သေးပါဘူး။အဲ့ဒါကတော့သူတို့မသိသေးတဲ့တစ်ပင်ပေါ်မှာရောက်နေခဲ့တာပါပဲ။ရှားကြီးတရရရနဲ့လုံနေပြီးအောက်ကမြောင်မှုတွေတုံးကောင်ကိုစားဖို့အတွက်တရီတများများနဲ့ဖြစ်လုံနေခဲ့ပါရယ်။ ပြီးတဲ့နောက်မှာတော့မကောင်းဆိုးဝါးဝင်ပူးနေတဲ့မမဆောင်ဟာတစ်ပြင်ပေါ်ကနေစောက်ထိုးကြီးဆင်းလွတ်လာခဲ့တာပေါ့တိတ်ဆိတ်ငြိမ်သက်မှုနဲ့အတူစောက်ထိုးကြီးဆင်းလာတာကိုတော့သူတို့သုံးယောက်စလုံးဘယ်သူမှမသိခဲ့ကြပါဘူးနောက်ဆုံးတော့တရေမကြီးဟာသူတို့နားကိုရောက်လာခဲ့ပေမဲ့လို့လည်းအခုထိမသိရှာပဲတိတ်ဆိတ်နဲ့နေခဲ့ကြပါတယ်အဲအချိန်အမှန်အကန်ဆွဲစားဖို့ကြံနေတဲ့အချိန်ပါပဲဝတ်တော့တယောက်ရဲ့ဤပေါတန်ကြောင့်တရေမကလည်းနောက်ကိုဆုတ်လွတ်သွားခဲ့ရပါတော့တယ် အရှိအငါလေးကြည့်ပါပေါ့နော်ဟဲ့တရေမှရှိနေရဲ့ဘလို့လုံးမလဲကွအင်းစိတ်လုံချပြီးထွက်သွားတာကိုအမလေးနန်လုံးလို့တည်ရော့မယ်ဘာရီဘလောက်တောင်စားထားတာလဲတည်တာလေးရဲ့ အဲ့ဒီတန်းကိုကြားတော့မှကလေး၃ယောက်သားလဲအော်ဟစ်ပြီးထွက်ပြေးလို့သွားခဲ့ပါလေရောဗျာ။မြောင်မူလေး၃កောင်းသားရဲ့အော်ဟစ်တန်ကြီးကတော့တတော်လုံးကိုပဲတင်ထွက်လို့သွားခဲ့ပါရဲ့။ပြီးတဲ့နောက်မှာတော့ဖနှောင်းနဲ့တင်ပါသသားရဲကြအောင်ထုံးစံအတိုင်းရှီဦးတဲ့ရာကိုပြေးသွားခဲ့လိုက်ကြတာပေါ့။ဒီတစ်ခါမှာတော့မြောင်မူလေး၃កောင်းသားတို့ရဲ့ကန်ဆိုးမှုတွေဇက်တိုက်ကြရောက်လာတဲ့အချိန်ပဲဖြစ်ပါရဲ့။အဲ့ဒါကတော့တနီယာအယောက်မှာ၃ယောက်သားဟာကြောက်ဆောင်ကြီးတစ်ခုနဲ့ပိတ်မိသွားခဲ့ပြီးဘယ်ကိုမှဆက်သွားလို့မရခဲ့တော့တာပါပဲ။ကြော်ကြီးတယောက်နောက်ကိုပြန်လဲကြည့်ခဲ့လိုက်တဲ့အချိန်မှာ လည်းမကောင်းဆိုးဝါးဖြစ်နေတဲ့မမဆောင်ကသူတို့ကိုပိတ်ရက်ထားလို့နေခဲ့ပါတယ်အဲဒီချိန်မှာတော့ကြောင်လန်းပြီးမလုပ်ရမှမသိဖြစ်နေတော့မှပဲဆရာသိမ်းမောင်ပေးလိုက်တဲ့အဆောင်ကလေးကိုတတိယသွားခဲ့ရာကြောင်းမောင်ကျော်ကြီးတယောက်အတုံးချမယ်ကြံခဲ့လိုက်ပါလေရောဗျာအဲဒါကြောင့်အဆောင်ရုပ်ထုကလေးကိုလက်ထဲမှာကင်ဆောင်ထားပြီးဆရာသိမ်းမောင်ပြောတဲ့စကားတွေကိုပြန်လည်ကြားရလို့လာခဲ့ပါတယ်ပြီးရင်နောက်မှာတော့အဲဒီအဆောင်ရုပ်ကလေးကိုတရေမာကြီးရဲ့ရှေးမောင်မှာအားကုန်ပြေးချခဲ့လိုက်ပါတော့တယ် ယုတ်ကလေးမြေကြီးဘော်ကိုကြာသွားတာနဲ့တပြိုင်တည်းထဲလျက်စည်းတန်းလို့အလင်းရောင်တွေဟာရုတ်တရက်ပေါ်ထွက်လို့လာခဲ့ပါတယ်။အန်အောစရာကောင်းတာတစ်ခုကအဲ့ဒီတစ်သားရုပ်ဟာတဖြည်းဖြည်းနဲ့ကြီးထွားလို့လာတာပါပဲ။မကြလိုက်ပါဘူး။နောက်ဆုံးမှာတော့ဦးလေးသိမ်းမောင်းပေးလိုက်တဲ့အယုတ်ကလေးကနေခုံအားပလခက်ကြီးကြီးနဲ့ဖိုက်တာတယောက်ထွက်လို့လာခဲ့ပါတော့တယ်။ခန္ဓာကိုယ်တစ်ခုလုံးတောင်တင်းလာတဲ့ကြွက်သားကြီးတွေနဲ့အတူတက်တူအပြင်းနဲ့ယောက်ျားကြီးတယောက်ဟာသူတို့ရှေးမောင်းမှာပေါ်လို့လာခဲ့တာပါ။ဖိုက်တာကြီးဟာမတိတ်ဖြစ်ရှင်ရဲ့ဥပလာကြီး ကဲကဲပါဦးအဲအဖွားကြီးကိုတွေ့ပြီပါဦးလေးโอเคကောင်းလေးအခုတော့အကွက်အရင်ထုတ်ပြလိုက်အောင်မဲငကားမန်းတိအောင်အမောက်ထောင်ပြရတာပေါ့မကောင်းဆိုးအားမကြီးမမဆောင်ကိုမတွေ့ခင်မှာတော့သူကိုယ်တိုင်တယောက်တည်းပဲသွေးပူလေးချင်ကန်နေလောလောနေခဲ့ပါတယ် ကဲအဲ့လောက်ဆိုငါပညာရဲ့တွေကိုမြင်လောက်ပါပြီငါလက်တီကိုအရင်မီးမလားခြေတော့ကိုအရင်မီးမလားဗလာကြီးနဲ့လာချောက်ပြနေတယ်တိမ်မဲ့တာပြင်တရောင်းစား ပြောဆိုပြီးတဲ့နောက်မှာတော့နှစ်ယောက်သားဟာအကွက်ပေါင်းစုံနဲ့တိုင်းချမ်းပေါင်းစုံကိုပြောင်းပြန်လမ်းပြီးချလီခဲ့ကြပါတော့တယ်။အဲဒီလိုနဲ့ပဲအချိန်တော်လေးကြာတဲ့အထိနှစ်ယောက်သားဟာမနာတန်းကိုတိုက်ခိုက်လို့နေခဲ့ကြတာပေါ့။အစောပိုင်းမှာတော့ပညာရက်တွေကတိတ်ပြီးမကွာလာတော့ရှောင်းလိုက်ချလိုက်နဲ့အကွက်ပေါင်းစုံကိုထုတ်သုံးလို့နေခဲ့ကြပါတယ်။မမဆောင်ကတော့ဘေးကတိုင်းကွက်တွေတက်လာလဲတော့မသိပါဘူး။ဒီလိုပုံစံဆိုရင်တော့သူ့ကိုယူတဲ့ယောက်ျားကဆရာဝန်တယောက်တီးတဲ့အနာခေါ်ထားမှရပါလိမ့်မယ်။ မလာကြီးကတော့အตาစီရနေပြီမယ်လို့လဲတရေမာကတော့တော်တော်နဲ့လက်မလျှော့ခဲ့ရှာပါဘူးဘလောက်ဒီပဲရှာရှာအနိုင်ရှုံးကလည်းအခုဒီအတိအကျမသိခဲ့ရသေးဘူးပေါ့အချိန်တော်ကြာလာတဲ့နေ့မှဘလောက်တော့ရှာကြသလဲဆိုရင်ဦးသိမ်းမောင်ရဲ့အစီအရင်ဦးမလာကြီးရောမကောင်းဆိုးဝါးမမမဆောင်ရောပါမိတွေပါ ပွင့်ထွက်ကုန်ပါပြီအဲ့လောက်ကြီးရှာစရာလိုလိုလားဗျာမျက်စီရောင်နောက်လာပြီနောက်ဆုံးတော့အလိုလဲခံရတဲ့မကောင်းဆိုးဝါးတရေမာကြီးကိုဦးပလာကြီးကအာကုန်ကန်ချခဲ့လိုက်ပါလေရောဗျာ ကဲဘယ်လိုလဲငါရဲ့ရှိတော့ကိုသဘောကျရဲ့လားနင်းကိုအပြီးတိုင်းနှိမ်နှင်းပေးရတော့မှာပေါ့ဟာတွေ့ကြသေးတာပေါ့အဲ့ဒီချိန်မှာပဲအားအင်းတွေကုံဆိုးပြီးတိုက်ခိုက်ခံနေမှာပဲမော်အယုတ်ကလေးဟာတက်မတ်ရှင်ကုံဆုံးပြီးမူလာရုပ်လေးတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်အဲ့ဒီမြင်ကွင်းကိုတွေ့တော့လဲကြနေတဲ့မမဆောင်းလဲကြောင်တောင်ဖြစ်လို့သွားခဲ့ရပါတယ်တစ်ဖက်ကမြောင်မူလေးသုံးကောင်သားကလည်းမျက်နှာငယ်လေးတွေနဲ့ဖြစ်လို့နေခဲ့ကြတာပေါ့ယော့ဒါကိုယူသွားလိုက်တခုရှိတာကကောင်းလေးကြီးမှတ်ထားနော် အချိန်ကအကန့်အသတ်ရှိတယ်ကွာ၃မိနစ်ပဲရမယ်အဲ့ဒါပြီးရင်တော့ဦးလေးစီပြန်ယူလာပေးမှရမှာတေးပြီပေါ့ဦးလေးသိမ့်အောင်ရညင်တို့ကလေးတွေတေးဖို့အချိန်ကြပြီဒီလိုနဲ့မြောင်မူလေးသုံးကောင်းရှီယာစီကိုအပြေးလောနဲ့တိုက်ခိုက်ဖို့အတွက်သွားခဲ့လိုက်ပါတယ်။အချိန်အဟုန်နဲ့ကလေးလေးစီကိုပြေးပြီးတိုက်ခိုက်ခံပြီးမှပဲမော်စီဝိုင်းတစ်ခုဟာကလေးတွေကိုကာကွယ်ပေးထားခဲ့တာပေါ့။အဲဒါကြောင့်မကောင်းဆိုးဝါးဝါးဖြစ်တဲ့မမဆောင်တယောက်ကတော့ကလေးတွေကိုဘာမှထိခိုက်အောင်မလုပ်နိုင်ခဲ့လိုက်ပါဘူး။ ဒါဘလို့လို့ဖြစ်နိုင်မှာလဲတကယ်မလဲဒေါ်သာတကြီးနဲ့အပေါ်ကိုကြီးခဲ့လိုက်တဲ့အခါမှာတော့ဆရာဦးသိမ်းမောင်ကိုတွေးခဲ့လိုက်ရပါတယ်။ဆရာသိမ်းမောင်ကလည်းချက်ချင်းဆိုသလိုပဲလက်အုပ်ရှိခဲ့လိုက်ပြီးကာရာမန်နီကိုရွတ်ဆိုခဲ့လိုက်တော့ဘေးကနေမော်မီလုံးတွေဟာကြောက်တုံးကြီးတွေနဲ့အတူထွက်ပေါ်လာခဲ့ပါတော့တယ်။အဲဒီနောက်အစင်တင်းဖြစ်တဲ့အခါမှာတော့မိကြောက်တုံးကြီးတွေအတူမမဆောင်စီကိုပြစ်လို့ခစ်လိုက်တာပေါ့တလုံးပြီးတလုံးပြစ်ပေါက်လာတဲ့မီးလုံးတွေကိုတော့မမဆောင်ဟာအသာအရာပဲတိတ်ရှောင်နိုင်ခစ်လိုက်ပါတယ်တိတ်နာတယ် နင်းနဲ့ငါကောင်းကောင်းတွေးကြတာပေါ့အရင်တစ်ခေါက်ကလိုငါ့ကိုအနိုင်ယူလို့ရမယ်ထင်မနေနဲ့အဲ့ဒီချိန်မှာပဲကိုသိန်းမောင်ဟာကြောက်ဆောင်ဘော်ကနေခုံရှာလာပြီးမော်စွမ်းအားရီနဲ့စတင်တိုက်ခိုက်ဖို့ကြံပါတော့တယ်။မကြလိုက်ပါဘူး။နေရောက်သားမော်စွမ်းအားရီနဲ့အပြန်အလှန်တိုက်ခိုက်နေခဲ့ကြပြီးအလင်းရောင်တွေကပြန်ကျဲလို့หนีခဲ့တာပေါ့။မကောင်းဆိုးဝါးမှာတိုက်ခိုက်လာတဲ့စွမ်းအားရီကိုတော့ဆရာသိန်းမောင်ဟာသူ့တက်မြောက်ထားတဲ့မီးလုံးတွေနဲ့တားဆီးလို့ထားခဲ့ပါတယ်။နေ့ကိုနှစ်ဆိုးအဖြစ်အိုးထဲတစ်ဖန်ပြန်ထည့်ရတော့မယ်။ ဘယ်အရာတွေကနင်းကိုဒီလိုဒုက္ခရောက်စေတာလဲမမှန်မိဘူးလားအဲ့လိုပြောဆိုပြီးတဲ့နောက်မှာတော့လက်စီယာကြီးကိုသိမ်းမောင်ဟာအရှိန်တော်ကြအောင်ကားရာရွတ်ပြီးတိုက်ခိုက်လိုက်တဲ့အခါမှာတော့မမဆောင်ခမရပောက်ကွဲတန်ကြီးနဲ့အတူမြေပေါ်မလဲချလို့သွားခဲ့ပါတော့ရယ်နောက်ဆုံးတော့အရင်နီလန်အတိုင်းပဲမြေဦးထဲမှာထဲပြီးအပီးတိုင်ရှုံအောင်ပြစ်ခစ်လိုက်တာပေါ့မိလောင်ပြီးပောက်ကွဲသွားတဲ့မကောင်းဆိုးအမကြီးကတော့အငွေတထောင်းထောင်းနဲ့မြေပေါ်မလဲချလို့နေခဲ့ပါတယ်အဲဖာကြီးမမဆောင်ကရောတည်သွားပြီလားဦးလေး မကြပါဘူးကိုသိမ်းမောင်တယောက်ကားရာတချို့ကိုရွတ်ဆိုပြလိုက်တော့လင်းလုံးချင်နေတဲ့မမဆောင်တယောက်ပြန်လဲနိုးထလွတ်လာခဲ့တာပေါ့ဘာရဖြစ်နေကြတာလဲလင်းရှာပေးအစင်လေးအစင်လေးယောက်ွာယောက်ွာယောက်ွာဝိုင်းတမကြအိမ်လုံးနေပဲနောက်တနည်းမနှမ်းမှာတော့ထုံးစံအတိုင်းလက်စီယာသိမ်းမောင်တယောက်မြေအိုးကိုယူပြီးတွားမြုပ်ဖို့အတွက်လာခဲ့လိုက်ပါတယ်ခလေးတွေဘာမှဖြစ်မသွားတော့ဂျေဆုတင်ရမယ်အခုလိုလိုက်ပို့ပေးတဲ့အတွက်လည်းဂျေဆုပါနော် အန်ဒီရဲ့ခင်ခင်းတဲ့ဒီရွာကိုပြန်လာခဲ့ပါနော်အခုလိုသားလေးတွေကိုကူညီပေးလို့လဲကျေးဇူးပါမကောင်းဆိုးဝါးကိုတင်ရှားလေးမြုပ်နှံပေးပါနော်နောက်ထပ်တစ်ခါဒီလိုအဖြစ်အပျက်မျိုးတွေလုံးဝဖြစ်တော့မှာမဟုတ်လို့စိတ်ချပါရှည်ရဲ့ရှိတယ်နော်မထင်မှာပဲအသေးလေးလှုပ်ပြလိုက်တော့ကိုသိမ်းမောင်ရဲ့လက်ထဲကမြေအိုးဟာလည်းရခင်အတိုင်းပဲချောင်းလေးကို မျောပါသွားခဲ့ရှာပါတော့တယ်တခဏအတွင်းမှာပဲအဲ့ဒီအိုးလေးကလည်းရေစီးနဲ့အတူမျောပါလို့သွားခဲ့တာပါ ိုးဒီတခါလဲငါလက်သေးကနေတော့ပြုတ်ကျသွားပြန်ပြီသွားပါပြီကွာရှင်မတခါလဲလိုက်သွားမကင်ထားနဲ့မြောင်မူလေးသုံးကောင်သားလဲလက်စီယာကိုသိမ်းမောင်ကိုရေချောင်းနဲ့ကန်ရှာခဲ့လိုက်ပါတော့ရယ် ဒီကနေ့မြောင်မူလေးသုံးကောင်ဟာသားဆက်လန်အပိုင်းသုံးလေးကိုတော့ဒီနေရာမှာနေမယ်တင်ဆက်မှုကိုအဆုံးသတ်လိုက်ပါရစီလားခင်ဗျာအားလုံးပဲရေမောပျော်ရွှင်ပြီးအသက်ရှိကြပါစေလို့ဆုမွန်ကောင်းတောင်းပီးခင်လိုက်ပါရစေနောက်ထပ်အပိုင်းဒီမှာလည်းဟာသားရသားဆုံဆုံလေးလေးနဲ့ပြန်လာခဲ့မှာမလို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုလိုက်ပါရစီနော်အားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစီခင်ဗျာဆုံးလေးနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတင်ကြည့်ပါရခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာအကောင်းဆုံးနေတဲ့သူ 给网民。Okay, well,